ထောင်ထဲမှာတော့ဘရင်တပားလုံးနေခဲ့ကြတဲ့ gangster များကိစ္စတွေကဒီလိုရှိပါတယ်။ဒါမျိုးမကြောက်လို့ရာယူလျှောက်တယ်ဆိုတဲ့သူတွေဥပဒေကိုထိမတင်နဲ့လက်တလုံးကျလှုပ်တဲ့သူတွေထောင်လာတလာဘာလာလာကယူမဆိုင်ဘူးဆိုတဲ့သူတွေအတွက်ထောင်ဆိုတာရှင်လက်လက်ငရဲကြမဲ့နေရာတွေဖြစ်ပါတယ်။သူတို့ရဲ့ချိုးကိုပြေးပေးမဲ့သူတွေအချင်းချင်းကက်ဖက်မဲ့သူတွေဘာကောင်မဲ့ဖြစ်ဖြစ်ဥချိုးထားဖို့ဝန်မလေးတဲ့ ထောင်မင်းသားတွေကအသင်းဆောင်နေကြလို့ပါဒါပေမဲ့တမိုင်းကိုပြန်ကြည့်ရင်တချို့သူတွေကသူတို့ရဲ့ထောင်ထဲကဘဝကိုဇင်ကဘဝဖြစ်နေပြောင်းလဲဖြစ်ခဲ့ပါတယ်ထောင်နိုင်ရနေမှာသူတို့ဟာဘယင်တွေလိုပဲဖြစ်လာခဲ့ကြတာပါပြီးတော့ကိုပိုင်ဥပဒေကိုတော့ပြဋ္ဌာန်းခဲ့ကြပါသေးတယ်ဒီမှာတော့ထောင်စနစ်တစ်ခုလုံးကိုလှန်ပြစ်ခဲ့တဲ့နမေတီဂိုင်းစား9ယောက်ကြောင်းဝင်မြပေးသွားပါမယ်ဟွာကင်းအာချီဘယ်လ်ဒိုဂုစမန်လူရာလို့ပြောလိုက်ရင်တော့လူတိုင်းကချင်းချင်းတီးအောင်မှာမဟုတ်ပါဘူးအယ်ဂျာဘိုးလို့ပြောလိုက်တာနဲ့ဒီလူကဒေဒေကျဲမိုးရရာစာကြီးပဲလို့ချင်းချင်းတီးကြမှာပါမက္ဆီကို လူရီယာကန်ရဲ့ကြမ်းတက်တဲ့ဒေတာကနေတက်လန်းလာတဲ့အယ်ချာဘိုကခက်ခဲတဲ့အခြေအနေများစွာကိုကြောပြန့်နိုင်ခဲ့ပါတယ်။ဒီလိုနဲ့ပဲမူရင်ပြင်တပါဖြစ်နေနမဲကြီးလာခဲ့တာပါ။သူ့ရဲ့ဩစာအာနာကဇာတိနေမီနဲ့နမိတ်ထက်အများကြီးကျော်လွန်ပြန့်နှံ့ခဲ့ပြီးတဲ့နောက်ပိုင်းဂူလီယာကန်ခိုင်းကြီးကလည်းအင်ပါယာနိုင်ငံတစ်ခုလိုဖြစ်လာပါတယ်။ ဒီအချိန်မှာအယ်ချာပိုရဲ့နာမည်ကလည်းကမ္ဘာအလိုရှိဆုံးဒုစရိုက်သမားစေမာထိတ်ဆိုးကနေရောက်လာခဲ့ပါတယ်။အဲဒီနောက်အယ်ချာပိုနဲ့ဥပဒေသမားတွေရဲ့ဇက်လန်းကလည်းကြောင်းနေကြွလို့အမြဲတမ်းဖြစ်နေခဲ့ပါတယ်။ဒါပေမဲ့ဒေရှိမာတို့အယ်ချာပိုတယောက်ဖမ်းခံခဲ့ရပါတယ်။ပြီးတော့သူ့ရဲ့ဩဇာတည်တဲ့မက္ဆီကိုထောင်မှာအကျဉ်းချခံလိုက်ရတာပါ။ဒါပေမဲ့တိတ်မဲ့ကြခဲ့မှာပဲအဲ့ထောင်ကအယ်ချာပိုရဲ့ကိုပိုင်နိုင်ငံတော်တပွဲဖြစ်လာပါတယ်။ဒီအချိန်ပြချစားတဲ့ထောင်ဝင်တန်းတွေကြောင့်အယ်ချာပိုရဲ့ဘဝကလည်းထောင်တင်းပရင်တစ်ပါးနဲ့မကြဖြစ်လာပါတယ်။ထောင်တင်းမှာမျောလင်းလို့မရတဲ့ဇင်ကန်စရာကိစ္စတွေကလည်းဒီချိန်မှာတန်းစီပြီးတော့ပေါ်ပေါက်လာပါတယ်။ဥပမာအားဖြင့်တော့ပါတီကြီးတွေကျင်းပကောင်ကမာလေးတွေခေါ်ပြီးအပြက်ကဲတာစတာ မျိုးတွေပါဒီလိုလောက်ပိုင်ခွင့်တွေရခဲ့တာတော့မှအယ်ချာဘုကမရောက်ရဲနိုင်ပါဘူးထောင်နေရန်တွေကသူ့ရဲ့စွမ်းစားတွေကိုမတားဆီးနိုင်ဘူးလို့စိန်ခေါ်ပြီးတော့ထောင်ဖောက်ပြဖို့ကြိုးစားပါတယ်နောက်ပြီးတော့သူ့ရဲ့မူရင်းအင်ပါယာကိုကဘာတီတဲ့အာနာတီဆောက်ဖို့ဆိုရင်သူကအပြင်မှာရှိနေမှာပို့ပြီးတော့စိန်ပြမှာပါအဲကြဘူထောင်ဖို့ပြေးတာကသူများရီလိုမဟုတ်ပါဘူးတပည့်တပန်းတွေကထောင်အောင်ထဲထိရအောင်ဥမေလိုင်ကောင်းကြီးတူပြီးတော့ရအောင်ခေါ်ထုတ်သွားပါတယ်တချို့နေရာတွေမှာ ရှော်လီတွဲသွားလို့ရတဲ့လမ်းလေးလည်းရှိပါတယ်ဒီလိုနဲ့အယ်ချာပိုလည်းလွတ်မြောက်ခဲ့ပါတယ်အပြင်ရောက်တော့သူ့ရဲ့ဩဇာကိုဆက်လက်တည်ဆောက်ခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာအယ်ချာပိုကအလို့ရှိဆုံးဝရန်ပီတယောက်ဖြစ်လာခဲ့ပါတယ်တောက်တိတဲ့သူကလည်းတူတူသိသိနေနေခဲ့ပါတယ်ဒါပေမဲ့ကန်ဆိုရာအမြဲတမ်းမကောင်းနိုင်ပါဘူးအချိန်နဲ့မျှစုံစမ်းထောင်လန်းခံရတဲ့အယ်ချာပိုတို့ကနောက်ထပ်ဖန်ခံခဲ့ရပါတယ်ဒီအချိန်မှာတော့အမေရိကန်ကလည်းအယ်ချာပိုကိုလွှဲပြီးပို့တောင်းဆိုပါတယ်မက္ဆီကိုကလည်းသူတို့ထောင်ထဲမှာဆိုရင်အရင်လိုကိစ္စတွေထပ်ပြေအောင်မယ်ဆိုတော့သဘောပေါက်ခဲ့ပါတယ်ဘာဖြစ်လို့လဲဆိုရင်အယ်ချာပိုရဲ့ဩဇာကဒုတိယလောကထဲမှာသာမကပဲဥပဒေပတ်တော်သားတွေထိပါလွှမ်းမိုးနိုင်ခဲ့လို့ပါဒါကြောင့်မေအမေရိကန်တောင်းဆိုချက်ကိုလက်ခံခဲ့ပါတယ်အဲ့တော့ အယ်ချာဘိုကလည်းအမေရိကန်ထောက်ကိုရောက်လာခဲ့တာပါဒီချိန်မှာတော့မက္ဆီကိုနဲ့မတူတဲ့ထောင်စနစ်တွေကြောင်းအရင်လိုခွင့်ရမရခဲ့ပါဘူးဒါပေမဲ့တာမန်ထောင်သားတွေထပ်တော့ပို့တဲ့ခွင့်ရအောင်တော့ဖန်တီးပေးနိုင်ခဲ့ပါတယ်ဂျွန်ဂေါ်ဒီဂျွန်ဂျိုးဆတ်ဂေါ်ဒီဒီနာမည်ကကြောက်စိတ်နဲ့တူလေးစားစိတ်နဲ့ပေါင်းပေါင်းဆက်ခဲ့ရတဲ့နာမည်တစ်ခုပါသူကတကယ်ကိုပြတ်သားပြီးတော့ပါးနှက်လွန်းနဲ့လူတစ်ယောက်ပါပဲအဲဒီတော့ကကြမ်းပါတယ်ဆိုတော့ဂမ်ဘီနီကန်းကိုလည်းဥဆောင်ခဲ့ပါတယ်ရက်ဆက်တလုံးနဲ့ဂေါ်ဒီကိုဒက်ဖလွန်ဒေါင်းလို့လည်းခေါ်ကြပါသေးတယ်ဂမ်ဘီနီကန်းနဲ့မှာဂေါ်ဒီတက်လာတာသူ့ရဲ့မရင်းရံတဲ့တစ္ဆာစောင့်တည်မှုနဲ့ ကြမ်းတမ်းနဲ့လုပ်ရည်ကံရင်ကြောင့်ပါပဲ။ဂေါတိလက်ထက်မှာကမ်ပဏီဂိုင်းဟာလေရာသွေးဂိုင်းရဲ့အင်အားကြီးတဲ့အဖွဲ့အစည်းတစ်ခုဖြစ်လာပါတယ်။သူရဲ့ view အားကြကြတွေးခေါ်နိုင်မှုအကွက်မြေမှုနဲ့ရက်ဆက်မှုတွေကနှစ်ပေါင်းများစွာဗိုလ်ချခွင့်ရစေခဲ့ပါတယ်။အဲ့ဒီချိန်မှာကော်တီယာထိလို့မရတဲ့ချိန်လေးလိုပဲဖြစ်ခဲ့တာပါ။ဒါပေမဲ့1992ခုနှစ်မှာကန်ဆိုးမမောင်ချင်းနဲ့ရောက်ရှိလာခဲ့ပါတယ်။လူသက်မှုဂိုင်းပွဲ အာဓမငွေညင်းမှုနဲ့တခြားပြစ်မှုတွေနဲ့အပြစ်ရှိကြောင်းစီရင်ခံခဲ့ရတာပါဒီအချိန်မှာတော့ဂမ်မီနီကန်ရဲ့အငင်းပွားပင်မရှိတဲ့ကောင်းဆောင်ဘဝကလည်းဆုံးသက်ခဲ့ပါတယ်ဒါပေမဲ့လွန်ကျော်ရဲ့အမြင့်ဆုံးဖက်ဒရယ်ထောင်ရဲ့နိုင်ငံတွေနောက်မှာဂေါ်ဒီရဲ့ယာစွေပြေးဆိုတဲ့ဂုံပုတ်ကကြိုပြီးတော့ရောက်နေခဲ့တာပါတရင်နေရဆိုရင်သူ့ရဲ့ခံခံထောင်ချခြင်းရဲ့ကြမ်းတမ်းတဲ့ဖြစ်မှန်နဲ့လုံးဝကွာခြားနေခဲ့ပါတယ်ပြောကြတာကတော့ဂေါ်ဒီဟာထောင်ထဲမှာဘလို့မှရနိုင်မှာမဟုတ်တဲ့တတောင်တတရှိမှုနဲ့စင်ခံမှုကိုခံစားခဲ့ရတယ်ဆိုတော့ပါဒါပြင်ကော်ဒီယာတာမန်ကျန်းသားတွေမှာရနိုင်တဲ့အခွင့်အရေးတွေနဲ့ဝန်ဆောင်မှုတွေကိုရရှိခဲ့တယ်လို့ကောလာဟာလာတွေလည်းထွက်ခဲ့ပါတယ် သူခန်းထဲမှာဆွေလဲတက်တောင့်တတရှိတဲ့ pre-book တွေအများကြီးရှိနေခဲ့တာပါပြောရရင်တော့ထောင်ကျနေတယ်လို့တော့မဟုတ်ဘဲနဲ့ဟိုတယ်မှာစိန်သွားခံနေတယ်လို့ခြေနေမျိုးပါပဲအကဘုံ1920ခုနှစ် New York Brooklyn ရဲ့လမ်းမတွေကနေပေါ်ထွက်လာတဲ့လူတစ်ယောက်ရှိခဲ့ပူပါတယ်သူကတော့အကဘုံလို့ခေါ်တဲ့သူပါအဲ့ဒီတုန်းက New York မှာအရက်တင်သွင်းရောင်းချမှုအရန်တင်းကျပ်ထားတဲ့ကာလလေးဖြစ်ပါတယ်ဒါမဲ့လည်းအကဘုံကတော့တင်းကျပ်တဲ့လုံခြုံရေးတွေကြားထဲမှာပဲအရက်ကိုဖော်ဖော်တည်တည်နဲ့ဖြန့်နှံအောင်လို့စီမံခဲ့တာပါအဲ့ဒါတွေကလည်းသူ့ရဲ့လုပ်ရဲကံရည်တွေရည်ချင်းအကွက်မြင့်တက်မှုပေါင်းသွင်းဆက်ဆံရေးကောင်းမှုတွေကြောင့်ဖြစ်ပါတယ် ဒီအခြေအနေကြောင့်ပဲနောက်ပိုင်းမှာနာမည်ဆိုးနဲ့ကြော်ကြားလာတဲ့ချီကာဂိုအော့ဖ်ဖစ်အဖွဲ့ရဲ့ကောင်းဆောင်ဖြစ်လာပါတယ်။အရေးဖြစ်တဲ့သူကနေဂိုင်းကောင်းဆောင်ဖြစ်လာခြင်းမှာအယ်ကိုပိုလေသူ့ရဲ့ရက်ဆက်မှုတွေကိုထုတ်သုံးရပါတယ်။ဒီလိုနဲ့သူ့ရဲ့ဩဇာကတားနိုင်တဲ့သူမရှိဘူးလို့ထင်ရလောက်ပဲကြီးထွားလာခဲ့ပါတယ်။ဒီချိန်မှာတော့တာဝန်ရှိသူတွေရဲ့မျက်စိစီပွင့်ဝေးစူးစရာကိစ္စကရှိလာခဲ့ပါတယ်။အဲဒါကြောင့်မသူ့ကိုဖမ်းနိုင်ဖို့အမြဲချောင်းနေခဲ့တာပါ။အယ်ကိုပိုကလည်းဒီကိစ္စနဲ့ပတ်သက်ပြီးပေါပနဲ့နဲ့ရှောင်းတင်းနေခဲ့ပါတယ်။ဒါပေမဲ့ပုံနေတာတော့မဟုတ်ပါဘူး။ဥပဒေရသူ့ကိုအရေးယူလို့မရအောင်စီမံထားခဲ့တာပါ။ဒါပေမဲ့လည်း တရက်မှာတော့အကာဘူးတယောက်ထောင်ချခံခဲ့ရပါတယ်ဒါပေမဲ့ရာဇဝင်မှုပုံမှန်တွေတော့မဟုတ်ပါဘူးအခွန်တိတ်ရှာမှုပါဒါပေမဲ့သူကြတဲ့ထောင်ကတင်းကျပ်မှုတွေရက်ဆက်မှုတွေနဲ့နာမည်ကြီးတဲ့ Alcatraz ထောင်ဖြစ်ပါတယ်။ဒီချိန်မှာတခြားသူတွေက Alcapon ကိုသွားပြီလို့ထင်ခဲ့ပါတယ်။ဒါပေမဲ့လေသူကလည်းအချင်းမဟုတ်ဘူးဆိုတော့တိတ်မကြခင်မှာပဲတည်လာရတာပါ။ပြင်ပကကုန်းတည်င်းတွေကလည်းသူ့ရဲ့ထောင်တွင်းဘဝကိုချောမွေရလို့အကူအညီပေးခဲ့တာလည်းပါပါတယ်။ထောင်ထဲရောက်ပြီဆိုတော့ ਨੇ Alcapon ကပေါင်းတင်တဲ့သူကိုပေါင်း၊စီယုံတင်တဲ့သူကိုစီယုံပြီးတော့ဩစာထူထောင်ခဲ့တာပါ။ အဲဒါကြောင့်လည်းတိတ်မဲ့ကြခင်မှာသူ့ရဲ့ချုပ်ကန်းကဟိုတယ်ကန်းလိုဖြစ်လာခဲ့ပါတယ်။ဒီချိန်မှာတပည့်တပန်းတွေတစ္ဆာရှိလက်ရုံးတွေတော့ရနေခဲ့ပါတယ်။နောက်ပြီးတော့ထောင်ဝင်တန်းတွေကလည်းမိတ်ဆွေတွေလိုဖြစ်လာခဲ့တာပါ။အဲကောင်မကဒီချိန်လေးကိုအမြဲတမ်းထိန်းသိမ်းထားပါတယ်။ဒီလိုထောင်သက်ကြလေလေသူ့ရဲ့ထောင်ရင်းအင်ပါယာကပို့ပြီးတော့အားကောင်းလေလေဖြစ်လာပါတယ်။နောက်ပြီးတော့သူလိုချင်တဲ့ဇင်ကန်ပစ္စည်းတွေဆိုတာကလည်းအခန်းထဲမှာအရှံပဲဖြစ်လာခဲ့ပါတယ်။ပြောရမယ်ဆိုရင်ထောင်ချနေတဲ့ချိန်မှာတော့ဘေးရန်တစ်ပါးလိုနေထိုင်နေစေပါ။ Larani Key Banks Larani Nicholas Bank က ကဘာကနေကီလိုတည်တဲ့ဒီလူဟာတကယ်ကိုလန့်စရာကောင်းတဲ့ဒုစရိုက်သမားတစ်ယောက်ဖြစ်ပါတယ်။ညိုယောင်မျိုးရဲ့ရှုပ်ထွေးပွေလီမှုတွေကြားထဲမှာမွေးဖွားလာပြီးတော့နမဲဆိုးနဲ့ကြော်ကြတဲ့မွေးရာစာတစ်ယောက်ပါ။သူရဲ့စစ်စင်ရည်တွေသူ့ရဲ့ပဝဲကြီးတစ်ခုလုံးကိုအမြဲတမ်းလှုပ်လှုပ်ခက်ခက်ဖြစ်စေခဲ့ပါတယ်။နေကီရဲ့ထူးခြားချက်ကဆွဲဆောင်မှုရှိတဲ့ဟန်ပန်လေးနဲ့ပါနေမှုပါ။ဒီရေချင်းနေကြောင့်မဲဟာလလမ်းမတွေမှာစေးရောက်နေတဲ့ဘွားကနေကောင်းဆောင်တီဖြစ်ခဲ့ပါတယ်။နေကီဟာအင်အားကိုပညာသားပါပါတုံးတဲ့နေရာမှာထူးချွန်ပါတယ်။ချော့မဲ့နေရာ၊ချောက်ရမဲ့နေရာကိုလည်းကောင်းကောင်းသိနေခဲ့ပါတယ်။ ဒီလိုနဲ့ဒူးစီရိုက်သမားချင်းချင်းကတော့မှလေးစားကြောက်ရွံ့ရတဲ့ဂန်စတာတယောက်ဖြစ်လာခဲ့ပါတယ်ဒီချိန်မှာသူတို့ရဲ့ခိုင်ကနယူးယောက်တပ်ခွင်ကိုဖျက်ချက်ဆိုးမိုးလာနိုင်ခဲ့တာပါဒီအခြေအနေတွေနဲ့နေကီရဲ့ဩစာကလည်းအာနာပိုင်တွေကိုမျက်ကုံးလှုပ်လာစေခဲ့တဲ့အထိဖြစ်ပါတယ်။အဲ့တော့ဘာဆက်ဖြစ်မလဲဆိုတော့တွေးစရာတော့မလိုပါဘူး။ဥပဒေရဲ့လက်တန်ရှိအောက်မှာနေကီတယောက်မပြေးနိုင်တော့ပဲနဲ့အဖမ်းခံခဲ့ရပါတယ်။1988ခုနှစ်မှာနေကီကိုငွေရစီပွားကုသန်းရဝယ်မှုနဲ့ပင်ထောင်ချခဲ့လိုက်တာပါ။ထောင်ထဲမှာပြေးလာတဲ့နေကီကသူ့ရဲ့ရေးချင်းနေအောင်ထောင်နေရန်ရဲ့အတွက်မှလည်းစမ်းဆောင်နိုင်ကြောင်းတက်တည်ပြခဲ့လိုက်တာပါ။ဒီလိုထောင်သားတွေ ထောင်ဝင်တန်းတွေကပါနေကီရဲ့ဘက်တော်သားတွေဖြစ်လာခဲ့ပါတယ်။ထောင်ပြင်ထုတ်ခွင့်မရှိပေမဲ့နေကီကအိမ်မှာနေသလိုပဲနေထိုင်ခွင့်ရအောင်တိစောက်ခဲ့ပါတယ်။ဒီလိုချိန်မှာတော့သူကအားမလို့အားမရဖြစ်လာခဲ့ပါတယ်။အဲ့ဒါကြောင့်မယ်နောက်တစ်ဆင့်ကိုတပ်ဖို့ကြိုးစားခဲ့ပါတယ်။အဲ့ဒါကတော့အပြင်ကလုပ်ငန်းတွေကိုထောင်ထဲကနေစီမံခန့်ခွဲဖို့ပါ။အဲ့ဒီတွေလည်းသူ့ရဲ့ရေချင်းတွေကိုပေါပေါနဲ့နဲ့အသုံးချခဲ့တာပါ။ဒီလိုနဲ့နေကီရဲ့ဩဇာကထောင်နိုင်ငံတွေရဲ့အပြင်ဘက်ကိုရောက်လာခဲ့ပါတယ်။ ဒီအချိန်မှာထောင်ကျနေပေမဲ့နီကီအတွက်အကျိုးရောက်တာမရှိတော့ပါဘူး။အပြင်ကစီးပွားရေးဒီကလေးလည်းပတ်နိုင်တဲ့အတွက်ဝင်ငွေတွေလည်းထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။ပြီးတော့အဲ့ဒီပတ်စံနေတဲ့ထောင်တွင်းကဘဝကိုဈေးရှိအောင်ကောင်းကောင်းသုံးဆဲခဲ့တာပါ။ပြောရမယ်ဆိုရင်တော့နီကီရဲ့ထောင်ခန်းလေးထဲမှာဆိုရင်နေရာနဲ့တော့မလိုက်တဲ့ပိုးသားဖဲမှုရတယ်တမိုးကြီးပတိကားတွေအကောင်းဆုံးပရိဘောကတွေနဲ့ပြည့်နေနေခဲ့တာပါ။နောက်ပြီးတော့သူလိုတာမှန်သမျှဖြည့်ဆည်းပေးမယ်သူတွေလည်းအသင့်ပါပဲ။တခါတလေသူကထောင်ထဲကိုအကောင်းစားစားတောက်တွေသိမ်းပြီးတော့ပျော်ပွဲရှင်ပွဲတွေလုပ်ပေးခဲ့တာကြောင့်ထောင်ထဲမှာလေဩဇာကြီးတဲ့သူတယောက်ဖြစ်လာခဲ့ပါတယ်။ Pablo Escobar ကိုလံပီးယားနာမည်ကြီးမူရည်ဘရင်ပါဘလိုအက်စကိုဘာကဒုစရိုက်လောကမှာအကြီးကျယ်ဩစာညောင်းခဲ့တဲ့သူတွေဖြစ်ပါတယ်။သူကတာမန်ပြည်တံကြခန့်စနစ်ကိုလက်အောက်ကိုရောက်မခံပါဘူး။သူ့ကိုယ်ပိုင်ထောင်ဆောက်ဖို့ဒီမဖြစ်နိုင်တာကိုစူးစမ်းလုပ်ခဲ့တာပါ။သူ့ရဲ့နာမည်ကျော်ဆောင်ဘုတ်ကပလာတာအိုပလိုမိုလို့ခေါ်ပါတယ်။အတိပယ်ကတော့ငွေဒါမှမဟုတ်ခဲဆိုတာပါ။သူ့အစက်ညင်းတဲ့သူတွေကိုပူပါမလားဒါမှမဟုတ်အလျှော့ခံမလားဆိုပြီးရွေးချယ်ခံခဲ့တဲ့ကိစ္စပါ။ဒီထဲမှာတော့အာနာပိုင်နေရှောင်းလဲလို့မရနိုင်ကြပါဘူး။အက်စကိုဘာကပြောရရင်လည်းပြောတဲ့တိုင်လုပ်ပါတယ်။သူ့ကိုစန့်ကျင်ဘာကောင်ကြီးပဲဖြစ်ဖြစ်ပါအထာမထားပဲနဲ့ရှင်းပြတာလည်းရှိပါတယ်။ သူ့ရဲ့လက်ငွေကိုလက်ခံမလားဒါမှမဟုတ်ဆိုးရွားတဲ့ကျိုးဆက်ကိုရင်ဆိုင်မလားဒီလိုရက်ဆက်တဲ့မူဝါဒကချမ်းသာကြွယ်ဝမှုနဲ့တည်ဆုံမှုဆိုတဲ့လမ်းနဲ့တွေပဲရှိမှာပါမဟာမိတ်တွေကိုစီးတဲ့အဥ္စာတွေပုံပေးပြီးတော့ရန်သူကိုတော့ရဲဆက်ဆက်ရှင်းပြခဲ့ပါတယ်နိုင်ငံတကာရဲ့ထောက်ခံမှုတွေတိုးတက်လာတာနဲ့မြောက်ကိုလံဘီယာဆိုးရွားကအက်စကိုပါကိုပို့ပြီးတော့ဖိအားပေးလာခဲ့ပါတယ်ဒီချိန်မှာအက်စကိုပါရဲ့လောကကကြီးမြတ်လာခဲ့ပါတယ်ဒီကာလတွေမှာကိုလံဘီယာရဲ့တဘာဝတောတောင်စိမ့်လက်နဲ့တောင်ကုန်းနေကြတဲ့ကခန္ဓာကြီးတစ်ခုလိုဖြစ်တဲ့ကက်ဒရက်ဆိုတဲ့တောင်ကိုတော့စိတ်ကူးပြီးတော့တိဆောက်ခဲ့လိုက်ပါတယ်ဒီအဆောင်ကအကျဉ်းစခန်းတစ်ခုတက်ပို့ပါတယ်အက်စကိုပါရဲ့မရေရက်နဲ့ဆုံးဖြတ်ချက်နဲ့ မကြောက်တရားရဲ့ရဲရဲတောက်တက်တဲ့ခံချက်ဆိုရင်လည်းမမပါဘူး လာခက်ထွဲကထောင်းဆိုတဲ့တာမန်ယူဆကိုကျော်လွန်နေခဲ့ပါတယ်။ဇင်ငယ်ဟိုတယ်တစ်ခုနဲ့တူတဲ့အသုံးဆောင်တွေပေါင်းဝင်ပါတယ်။ကစားလို့ရတဲ့ဘောလုံးကင်းအကောင်းဆုံးရက်တွေထားရှိတဲ့ပါပုံဝင်ကြည့်ရင်ကစင်ကလျားဖြစ်မှုတွေကခဏတာအနားယူဖို့ဂျာကူစီတီတောင်ရှိပါတယ်။ဒီနေ့ရနေ့တွင်းမှာအက်စကိုဘာကထောင်းချခြင်းကိုအတိတ်ပဲပြန်ဖွင့်နေသူ့ရဲ့နေပေကိုဖန်တီးခဲ့ပါတယ်။သူ့ရဲ့အခန်းကဇင်ငယ်ပစ္စည်းတွေပြည့်စုံတက်ဆင်ထားတဲ့ကြီးမားတဲ့ခန်းကြီးပါ။လူပညာလက်ရာတွေကသူ့ရဲ့အကောင်းမြင်တဲ့အရာသာကိုပြသနေပြီးတော့အကောင်းဆုံးအဲ့ရခင်းတွေနဲ့အလှဆင်ထားတဲ့ကတင်ကသူ့ရဲ့အုပ်ဆုံးမှုတွေကြီးကြဲခန်းထားတဲ့ဂုံပြူပဲတစ်ခုလိုဖြစ်ပါတယ်။သူကိုယ်တိုင်ဆောက်ထားတဲ့ဒီခန်းတက်တယ်မှာ ်အက်စကိုဘိုင်ရဲ့ဩဇာအာဏာနေရာနဲ့ရောက်နေခဲ့ပါတယ်။သူ့ရဲ့အာဏာကထောင်ရဲ့နယ်ရည်နေထဲတည်စိတ်ဝင်နေပြီးတော့မူရီစီဝါလောကပေါ်သူ့ရဲ့ချုပ်ကံမှုကမရေးမြန်ရှိနေခဲ့ပါတယ်။သူကသူ့ရဲ့အင်အားကိုဒီလောက်ထိရအောင်လို့တုံ့နှံခဲ့တာကြောင့်အခိုင်အမာဆုံးထောင်ဆောက်တည်ဖို့တော့မှသူစကားနားထောင်လုပ်နိုင်ခဲ့တာပါ။အက်စကိုဘိုင်ထောင်ဆက်လက်ကစနစ်ကိုသူ့တဘောတိုင်းပြောင်းလဲဖြစ်တဲ့ လူတယောက်ရဲ့ဩစာကြီးမားမှုကိုဖော်ပြနေခဲ့ပါတယ်။အကျဉ်းသားနဲ့အုပ်စိုးသူရဲ့နေနေမိတ်တွေကိုဝေဝေါအောင်လုပ်လုပ်ခဲ့တာပါ။ပြောရမယ်ဆိုရင်ဒီ gangster တွေကထောင်းကျနေတဲ့အချိန်မှာတော့ပြင်ပကတမ်းမတ်လူတွေထက်တာတွေဘဝကိုဖန်တီးခဲ့ပါတယ်။တကယ်တော့ဒီလိုဇလန်တွေကခြားစားမှုရှိတဲ့ဘယ်ထောင်းမှမဆိုဖြစ်နိုင်ပါဘူး။တင်းတီထားတဲ့ရှားပါးဇလန်တွေလည်းရှိရင်လေကွန်မမမျှဝေပေးသွားလို့ရပါတယ်။ကြီးရှိပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။